ိုက်တိုင်းကိုကြည့်ရှုနေတဲ့ပြည်တွင်းပြည်ပရဟန်းရှင်လူပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေ။ယနေ့ယခုရာသီဆက်ဝန်းလို့တရွေ့ရွေ့ပြောင်းလာတာ2025မေလဒုတိယနဲ့တတိယပတ်ရောက်ရှိလာပါပြီ။မေလ15ရက်ကနေ27ရက်ကြားမှာဖြစ်ပေါ်ပြောင်းလဲလာမယ့်ခုနှစ်ရသားသမီးရာသီဘွားတွေရဲ့ န်တရားအစူအကောင်အကျိုးအကြောင်းရှောင်ရဆောင်ရများကိုပြောပြမှာဖြစ်ပါတယ်တူရာဒီဘွားတူရာဒီဘွားကစက်တင်ဘာ23နဲ့အောက်တိုဘာ23ကြမှာမွေးဖွားသူတွေဖြစ်တယ်တူရာဒီဘွားကဘဝတစ်စိတ်တစ်လူတစ်အတွေးခေါ်အယူဆအတစ်တွေပေါ်ပေါက်ပြီအတိုင်းဝိုင်းနေပဲအတစ်တွေပေါ်ပေါက်ပြီ လူဟောင်းနေရာဟောင်းပြဿနာဟောင်း စာချုပ်ဟောင်းဇလန်းဟောင်းတွေထားခဲ့ပြီးဆွန့်လိုက်ပြီကံတိညာတိဘဝတိနဲ့သူကံကောင်းတာတွေတည်ဆောင်လာပြီမတင်မကြဖြစ်နေတာတွေပြီးသွားပြီရောင်းမှုဝယ်မှုစီးပွားရေးအလုပ်ကနေရာထိုင်ခင်းနေအောင်မြင်သွားပြီ နိုင်ငံခြားခရီးတွေအောင်မြင်မယ်စတုလုပ်ငန်းတွေအောင်မြင်မယ်အနစ်နာခံထားတာတွေအမြတ်ရမယ်ကိုယ်ပိုင်လုပ်ငန်းရှင်တွေယာတူတူအလုပ်တူစီးပွားတူပြီး ကိုယ်ပိုင်လုပ်ငန်းရှင်တွေအိုးအိမ်ချမ်းမြေဝင်လာတွေ့ရပါလိမ့်မယ်။သာသမီကိစ္စမိသားစုကိစ္စရွှေမျိုးကိစ္စများအောင်မြင်သောကာလတစ်ချက်တည်းထားမှာ အသက်ကြီးတဲ့မိဘတွေရှိရင်ဂရုစိုက်မိကြီးပါတီတွေနာမကျန်းဖြစ်တတ်တယ်။အိုးအိမ်အဟောင်းနေရာဟောင်းတွေရှောင်းပြောင်းထွက်ခွာတဲ့နေရာမှာခေါင်းမုံဖြတ်ခါတာတွေးခွဲခါတာစီးတုံးမှုပြတ်တာတွေရှိပါတယ်။မိမ့်မ အမျိုးသမီးငယ်လေးများသွေးဝမ်းကြမှာရေခရူးဆိုင်ပါ ဖြစ်လာရင်တတ်သိနားလဲတဲ့ဆရာဝန်ဆရာမတွေနဲ့ပြပါကြာနာကြီးအားလုံးကကောင်းပါလေဘဝတည်းလူတည်းစိတ်တည်းနဲ့ရှေ့အနာကတာယာတော့မှာဖြစ်ပါတယ်ဝိဇ္ဇာမဲ့အယောင်လေးနှက်ခါရောင်မိကူရောင်နက်ပြာရောင်ခဲရောင်များဖြစ်ပါတယ်ငါးတုံးခွန်ပတ်လဲထီထိုးလို့ရပါတယ်ကြာတပရိနဲ့အင်္ဂါရက်တွေမှာထီထိုးပြီးပါ ဝိဇာတနာတာမနာဝိဇာတနာတာမနာဝိဇာတနာတာမနာကုတော်ပရိကုပ္ပနေတိုင်းချိန်ပါပယိပဋ္ဌာန်းနေရွတ်ပါဝေဝင်ကာတာနေရွတ်ပါ သူရာဇီဝမိသားစုအလုံးဘေးရန်ကင်း၍ကြားမှာချမ်းသာကြပါ thank you